အားလုံးပဲမင်္ဂလာပါရှင်ရွှေယူဖူးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့ဝတ်သားသုံးသက်သာကစွန်ရွက်အဆက်ကြော်လေးကိုလှုပ်ရှားပြလို့လာရောက်မျှဝေပေးတာဖြစ်ပါတယ်ပထမဆုံးကျတုံပြူလေးကိုလေးစိတ်ခွဲထောင်းထားပေးလိုက်ပါမယ်ပြီးတော့ငရုတ်တီးလက်တဆုပ်စာလောက်ကိုလေးစိတ်ခွဲလေးထောင်းထားပေးလိုက်ပါမယ် မိမိကအဆက်ကြိုက်တယ်ဆိုရင်တော့ပို့ထည့်နိုင်ပါတယ်ရှင်။ဖတ်သားတုံးသက်သားတမြောင်းပြုတ်ထားတာလေးကိုပါပါလေးတွေလှီးပေးလိုက်ပါတယ်။ဒီမှာကစွန်းရက်နဲ့ပြန်ကြော်ဦးမှာဖြစ်တဲ့အတွက်ကြောင့်ဖတ်သားကိုတအားကြီးချက်အောင်ပြုတ်စီရမလို့ပါဘူး။ဒါတော့ဝတ်သားလိပြီးသားလေးပါရှင်။ ိုးထဲကိုစီလေးနှမ်းငယ်ထည့်လိုက်ပါမယ်။စီပူလာပြီဆိုရင်တော့လေးစိတ်ခွဲထားတဲ့ကျွတ်တူလေးကိုထည့်ပြီးတော့မူပြီးလိုက်ပါမယ်ရှင်။ကံဂျူလေးတွေခွေးလာပြီဆိုရင်တော့မြုပ်ပြီးသိမ်းလေးစိတ်ခွဲလာတာလေးကိုလည်းထည့်ပြီးတော့ပြူပေးလိုက်ပါမယ် အခုလုံးမွှေးလာပြီဆိုရင်တော့ရေစေးတန့်ပြင်ထားတဲ့သကင်းရခလေးတွေရဲ့ခမက်ကတော့ပန်းထားတဲ့ဝတ်သားလေးတွေထည့်ပြီးလိုက်ပါမယ်။အရသာတော့ကတော့ဝတ်သားမုံတကြားစာကျန်တဲ့အရာကြီးအစီအစုံတွေထည့်ပြီးလိုက်ပါမယ်။ ်ကုန်းရနဲ့ဝတ်သားနဲ့ကြော်တဲ့နေရာမှာအရာလေးစိမ့်စိမ့်လေးဖြစ်စေလို့ဆိုတော့မီးပြင်းဖို့လိုအပ်ပါတယ်မီးအေးရမလားပါဘူးဒါကြောင့်မလို့မီးပြင်းပြင်းလေးနဲ့ကြော်ရမှာဖြစ်ပါတယ်ဒါဆိုရင်ရွှေရုံးမှုသွားမှုသွားရင်လည်းဒီလိုပုံစံလေးစိမ့်စိမ့်လေးရလာပြီးဖြစ်ပါတယ်အနံ့လေးလည်းမှုလာပါပြီရှင်ဆက်ဆက်ဝတ်သားအရသာချီချူအီးလေးနဲ့အရင်မဲဆက်လို့ကောင်းပါရှင်ဒါဆိုရင်တော့ရွှေရုံးရဲ့ဝတ်သားသုံးသက်သာကစွန်းရအဆက်ကြော်လေးရတော့ နက်လေးအရန်မှွေးပြီးတော့အရန်စားတင်စီရကောင်းတယ်ဗျ။ဒါဆိုရင်တော့ဝတ်သားသုံးသက်သာခမွေးကြော်လေးရချင်ရတဲ့အချိန်မျိုးဖြစ်ပါတယ်။ပါဝင်တဲ့အမယ်ပစ္စည်းတွေလည်းမများတယ်လို့ခက်ခက်ခဲလေးမဟုတ်တဲ့အတွက်ကြောင့်အားလုံးပဲလိုက်လို့စားကြည့်ဖို့ညွှန်လင့်ပါတယ်ရှင်။အားလုံးပဲရှင်လက်ချမ်းပြေကြပါစေ။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ရှင်။ကြည့်ရှုသူတယောက်ချင်းဒီတိုင်းကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်။